နောက်တစ်ဆက်တက်ဖို့အတွက် danger zone ကိုရောက်သွားတယ်။အိုကန်အတင် ဟုတ်ပါရင်ဒီကိုတို့ဒီအိုကန်အတင်းတွေကြောင့်ပဲအိုကန်ပလေယာတွေဖြစ်တဲ့ A တို့ D တို့ Can တို့ Kit တို့ကြောင့်ပဲဒီ LOD season တီးရတော့လူစိတ်ဝင်စားမှုမြင့်တက်ခဲ့တာဒီကိုတွေအားလုံးသိပဲဒီပလေယာတွေကြောင့်မလို့ဒီပြိုင်ပွဲကိုတော်တော်များစိတ်ဝင်စားပြီးတော့စောင့်ကြည့်နေခဲ့ကြရတယ်ဆိုတာလည်းကျွန်တော်အပေါင်းပဲဗောနော်ဒါပေမဲ့ကျွန်တော်အိုကန်ကတော့အခွင့်ပွဲတင်ဖြစ်တဲ့ကျွန်တော် YU ကိုရှုံးထားတယ်ဒီနေ့မှဆိုလို့ရှိရင်လည်း UTDN ဆိုတဲ့အတင်းကိုထပ်ရှုံးတဲ့အတွက်ကြောင့်မလို့နှစ်ပွဲတိုင်းရှုံးထားတဲ့အတွက်ကြောင့်မလို့အိုကန်ရဲ့အတွက်ကတော့တကယ်ဂျင်းတဲ့ချက်သေးကိုတော့ရောက်သွားပြီဗောနော်မနက်ဖက်မှာဆိုလို့ရှိရင်တော့ကျွန်တော် ့ AQA Esport နဲ့ Ogan တို့နဲ့ Buzzsaw 3ဆော့ရမယ် AQA Esport ကလည်းနှစ်ပွဲလုံးရှုံးထားရပါတော့ Ogan လိုမျိုးအာဒီအဲ့ပွဲမှာတော့ကျွန်တော် Ogan က9မှသာလဲကျွန်တော်ကနောက်တစ်ဆင့်ကိုထပ်တက်မယ်အာရှုံးလို့ရှင်လို့ရှင်တော့ Ogan ကတော့ Unloaded Season 3ရနေပြီးတော့ ထွက်ခွာသွားမှာပဲဖြစ်ပါတယ်ဗျ။ကဲနောက်တစ်ဆင့်တတ်တဲ့အခါကျလို့ရှိရင်လည်းအန်ဒီရထက်များသေးတယ်။အဲ့နောက်တစ်ဆင့်မှာထပ်နိုင်မှာပဲနောက်တစ်ဆင့်ကိုထပ်တက်မယ်။အဲ့နောက်တစ်ဆင့်မှာကျွန်တော်မနက်ဖြန် actual e-sport ကိုနိုင်သွားတယ်ဆိုလို့ရှိရင်လည်းအဲ့နောက်တစ်ဆင့်မှာထပ်ပြီးရှုံးလို့ရှိရင်ထပ်ပြီးတော့ထွက်ရမယ်အနေထားဆိုတော့ကျွန်တော်အိုးကန်းတွေအတွက်ကတော့တကယ် dangerous zone လေးကိုရောက်သွားပြီတကယ်ဂျင်းတဲ့ချက်ထဲကိုလည်းရောက်သွားပြီပေါ့နော်ဒါပေမဲ့တခြားအသင်းတွေကဆိုလို့ရင်ကျွန်တော် semi pro level အသင်းတွေကျွန်တော်အသင်းငယ်အသင်းသေးလေးရာအစားကျွန်တော်ကန့်နဲ့ကျွန်တော် player အကုန်လုံး fit to fit နဲ့၅ရောက်ရှင်မြိုင်နေရတဲ့အချိန်မှာအိုးက ကန်က9ယောက်ကတော့တယောက်တနေရာစီကနေဝက်ကန်အသီးသီးနဲ့ဝင်ရောက်ရှင်ပြရတယ်ပြလို့ရှင် player တွေကလည်းဒီသူတို့ရဲ့တတားမိုင်းဆိုင်ရာနဲ့သူတို့တွေဒီကင်းကွာနေခဲ့တာလည်းတော်တော်ကြာခဲ့ပြီဆိုတော့သူတို့ရဲ့ training ဘိုင်းဆိုင်ရာတွေလည်းအားနည်းနေပြီးပြီးတော့လည်းသူတို့လည်းနေလည်း ိုလာခဲ့ပြီဗောနော်အားကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်သူတို့လက်ရည်တွေကတော့ကျွန်တော်တို့တစ်ချိန်ကအာကျွန်တော်ရွှေရောင်ကာလတွေဖြစ်ခဲ့တယ်2019 2020 2021အဲ့ဒီအချိန်ကာလကလက်ရည်တွေနဲ့တော့မတူတဲ့မတူတော့တာတော့ညကိုတွေဝိုင်းကြီးပွဲတို့အာကျွန်တော်တို့ဒီနေ့ယူတိုင်းဒီရဲ့ပွဲတွေမှာဆိုရင်တော်တော်များများလည်းတိကျမှာပဲဖြစ်ပါတယ်ကဲဒါမှမဟုတ်ကျွန်တော် line app ကတော့နှစ်ခုဗောနော်အာကျွန်တော်မနေ့ကဝိုင်းကြီးနဲ့ show တဲ့ line app ကတော့ကျွန်တော်တို့ Naomi နဲ့ Justin နဲ့ Mid Mid Juro တွဲလုံးနဲ့ show ရဲ့ line app မှာတော့ဝိုင်းကြီးတော်မှာပဲ9လူနီနီအထိအာမိနစ်30ကျော် ော်နီးပါးကြီးဝိုင်းကြီးကအံ့လို့မရပဲနဲ့အာကျွန်တော်တို့ဟီရိုကေးကလည်း29កောင်26កောင်နဲ့ဟီရိုကေးကလည်းအများကြီးရပြီးတော့မပြတ်ဖဲနဲ့အာကျွန်တော်နောက်ဆုံးမှာဆိုလို့ချင်းမီကာမီဒီယန်ကြီးရဲ့ကျွန်တော်တုံးကိုရိုက်ပြီးတော့ကျွန်တော်ရှုံးခဲ့ရတာပေါ့ဒီနေ့မှာထွက်လာတဲ့ Lion ကတော့ Maybe နဲ့ K ရဲ့ Lion နဲ့ထွက်လာခဲ့တဲ့အခါမှာ United ရဲ့ဟိုတော့တော်တော်လေးပြက်ပြက်တက်တက်နဲ့ရှုံးသွားတယ်ဆိုရဲအနေထားနဲ့ပွဲချင်းရလည်းတော်တော်မြန်နဲ့ကျွန်တော် First Loss နဲ့ပဲ အံ့ခံလိုက်ကြတဲ့အနေထားဆိုတော့ဒီကျွန်တော်တို့ဒီကစ်နဲ့ maybe တွဲလုံးအဖြစ်ပြောတာတော့မဟုတ်ဘူးနော်အဲနာအိုမီနဲ့ဂျက်စတင်ရဲ့တွဲလုံးမှာတော့ဝိုင်ဂျီနဲ့တွေ့ခဲ့တွေ့ခဲ့တာတော့မှပဲတော်တော်လေးအချင်းပြေးခဲ့တယ်။ယူကိုရောများလဲကျွန်တော် TikTok မှာတင်တာရေအကြောင်းမလို့တော်တော်ယူယူမှာတင်တာရေအကြောင်းတော်တော်ကောင်းနာအိုမီရဲ့ hair cut highlight ကြောင့်မလို့တော်တော်များများလဲနောင်မျိုးချီကျိုးတဲ့အခိုက်အတန့်ကြီးလဲရှိခဲ့တယ်ဆိုတော့ကဲဒါကြောင့်မလို့မနှက်ဖန်ကျွန်တော်အကျွေ e-sport နဲ့ပွဲမှာတော့ဘယ် match ကိုတွဲလုံးနဲ့ထွက်လာမလဲနောင်မျိုး justin တွဲလုံးနဲ့ထွက်လာမလားဒါမှမဟုတ် kit နဲ့ maybe match ကိုတွဲလုံးနဲ့ထွက်လာမလားတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျကဲကျွန်တော် a နဲ့ can နဲ့ d နဲ့ရတော့ဒီ player 3ယောက်ကတော့ line ရဲ့ change ချက်ချင်းမရှိဘဲနဲ့အမြဲတမ်းဆော့မယ်ပေါ့နော်ကျွန်တော် match ကိုတွဲလုံးချင်းချင်းပြီးဆော့မယ်ဆိုတော့ကဲနောက်ထပ်နောက်ထပ်ပြိုင်ပွဲတွေမှာမနှက်ဖန် aqua e-sport ကိုနိုင်ပြီးတော့ okan နဲ့အနေနဲ့နောက်တစ်ဆင့်ကိုတက်သွားပြီးတော့ ဲနောက်တစ်ဆင့်ပြီးတဲ့ခါမှလည်းနောက်တစ်ဆင့်မှလည်းထပ်နိုင်ပြီးတော့နောက်ဆုံး play off အထိရောက်သွားပါသေးလို့ပဲအဲကျွန်တော်ကလည်းဒီ old gang တွေအရင်သူတို့ရဲ့အာသူတို့ချွေအောင်ထွန်တောက်ခဲ့တဲ့အချိန်တွေကိုကျွန်တော်လည်းပြန်ပြီးလိုချင်တယ်ပြန်ပြီးမြင်ချင်တယ်ဆိုတော့အဲ့လိုပဲ suit down ပေးလိုက်ပါပြီဗျာကဲကျွန်တော် eSport tournament အကြောင်းလည်းပြန်လည်းတက်ဆက်ပေးတဲ့ဝေးပဲဖြစ်ပါတယ်ကဲ profile မှာ link ချပေးတာကျွန်တော် you channel လေးကိုလည်း subscribe လုပ်ပေးကြအောင်တောင်းဆိုချင်ပါတယ်ဗျာတတော်ကြီးရှုနေညီဒီကိုရကျွန်တော်ဗီဒီယိုနှစ်သက်တဲ့သဘောကြဆိုရင် people ကပေါ်လေးလုပ်ပြီးပုံကြီးပေးခဲ့လို့ရပါတယ်ကဲနောက်ဗီဒီယိုတွေပဲပြန်လည်းတွေ့ကြတာပေါ့